ါရှင်ကျမတို့ငုခတ်တာပါ TV ရုပ်မြင့်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ။တရုတ်အစိုးရဟာမနစ်ကမြန်မာနိုင်ငံမြောက်ပိုင်းကတယ်လီကွန်နဲ့ကွန်ပျူတာကွန်ရက်တို့နဲ့ချိတ်ဆက်နေတဲ့လောကထဲမှာလိမ့်လည်မှုတွေအတွက်ဥပဒေနဲ့အညီပြစ်ဒဏ်တွေတင်းကျပ်ထားတယ်လို့အစိုးရရှိနေချုပ်ယင်းယုံကပေကျင်းမြို့တော်မှာမတ်လ၈ရက်နေ့ကပြောပါရယ်။၁၄ချိန်မြောက်အမျိုးသားပြည်သူ့ကွန်ဂရက် NPC ရဲ့တတိယအစည်းအဝေးအတွင်တရုတ်ပြည်သူ့လွှတ်တော်ရှေ့နေချုပ်ရဲ့လုပ်ငန်းစဉ်အစီရင်ခံစာကိုတင်ပြချိန်မှာအခုလိုပြောလိုက်တာပါ မြန်မာနိုင်ငံမြောက်ပိုင်းမှာအခြေစိုက်ပြီးနာမည်ဆိုးနဲ့ကြော်ကြတဲ့မေမီတာစုနဲ့ရာဇဝတ်ကိုင်းတွေဟာတရုတ်နိုင်ငံသားတွေကိုဖမ်းဆီးခေါ်ဆောင်မှုတရားမဝင်ထိန်သိမ်းမှု အလွဲသုံးစားလုပ်မှုနဲ့လူသက်မှုတွေကျူးလွန်ခဲ့ပါတယ် ။ဒါပြင်ပြည်ပမှာဆက်သွယ်ရေးကွန်ရက်တွေကိုတုံးပြီးတရုတ်နိုင်ငံသားတွေကိုလိန်ဖို့အွန်လိုင်းလုံခြုံရေးတွေကိုဖွင့်နေပြင်တရုတ်မျိုးသမီးတွေကိုပြည်တစားလုပ်ဖို့အစီအစဉ်ခဲ့တယ်လို့ CCTV သတင်းဌာနကအစီရင်ခံပါတယ်။ဒီဖွဲ့ရဲ့အဖွဲ့ဝင်တွေဟာလိမ့်လည်မှုလူသက်မှုရွေကျက်ရှိရှိတရားရစေမှုတရားမဝင်ထိမ့်သိမ့်မှုလောင်းကစားလုပ်ငန်းမူရစ်စေဝါရောင်းဝယ်မှုနဲ့အာဏာပိတ္တဇာတွေနဲ့ဆွဆွဲချက်တင်ထားခံရတယ်လို့လည်း CCTV သတင်းဌာနကတင်ပြခဲ့ပါတယ်ရှင်။ အပိပိဆိုင်ရာအမျိုးသမီးများနေ့ International Women's Day 2025အထိမ်းအမှတ်အဖြစ်ခြိတက်လမ်းလျှောက်ကဆန္ဒထုတ်ဖော်ပွဲကိုထိုင်းနိုင်ငံချင်းမိုင်မြို့မှာမတ်လ၈ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။အမျိုးသမီးတွေအတွက်တန်းတူညီမျှမှုရရှိဖို့အရှိန်အဟုန်တိုးမြှင့်လှုံ့ဆော်ကြဖို့အတွက်တိုက်တွန်းနှိုးဆော်ကအမျိုးသမီးတွေရဲ့အခွင့်အရေးတွေကိုကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။ ချင်းမိုင်မြို့ရဲ့အထင်ကရတဖယ်ဂိတ်ရှိကနေစတင်ပြီးဘီယင်၃ပါအမှတ်တရပန်းချံ Trikin Monument အထိထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့မြန်မာမျိုးသမီးအဖွဲ့အစည်းတွေအလုတ္တမအဖွဲ့တွေနဲ့ထိုင်းကရပ်ဖက်အဖွဲ့တွေပူးပေါင်းချီတက်ခဲ့ကြတာဖြစ်ပါတယ်ရှင်။တိုက်ပွဲဖြစ်နေတဲ့ဖဲခုံမြို့ကဆက်ဆောင်စကန်6ခုမှာဆန်နဲ့ရိခါတွေပြက်လက်နေပါတယ်။ဒီသတင်းကိုမော်ရစ်ကပြောပြပေးပါမယ်ရှင်။ လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ဖေကုံမြို့အနီးနားကစတ်တော်ဟီဝမ်ခေါင်ဤနဲ့လက်ဒူးစစ်ပေးဆောင်စခန်းတွေမှာရိတ်ခါပြတ်နေတာ6လလောက်ရှိနေပြီဖြစ်ပြီးစံနဲ့ရိတ်ခါအစိုးချောက်တွေထောက်ပံ့ပေးဖို့စစ်ဆောင်တွေကအကူအညီတောင်းနေကြတာပါအဲဒီစစ်ဆောင်စခန်းတွေဟာတွာလာရခတ်တဲ့နေရာတွေမှာရှိနေတဲ့အပြင်အလူရှင်တွေတောင်းရင်တောင်းလမ်းမှာနေဒရုန်းတိုက်ခိုက်မှုတွေကြုံရတဲ့အတွက်အလူရှင်တွေမရောက်နိုင်တာလို့အဲဒီစခန်းကိုတွားကူဖို့စူးစမ်းနေတဲ့ထုံးမြန်မာဒိုနေရှင်းက WWW ကိုပြောပါတယ် ကျွန်တော်ဒီအနောက်ချမ်းမှာရှိနေတဲ့ဒီမဆိုနောက်ချမ်းနေအဲ့ရွာတွေရောက်ဖို့ဆိုရင်တော့မကျွန်တော်တို့နေုံနှစ်နိုင်နှစ်နိုင်ခွဲလောက်ကိုဒီတောင်တက်တောင်ဆင်းလမ်းကိုကျွန်တော်တော်တော်မောင်းရတယ်အလူရှင်ကလည်းမဝင်ဘူးပြီးခဲ့တဲ့တစ်နှစ်လုံးမှာမှအလူရှင်တစ်ဖွဲ့ပဲဝင်သွားတယ်ဒါတော့မှတအိမ်တော်ကိုစံတပြီလောက်ပဲပေါ့နော်ဒီတပြီလောက်ပဲရတယ်ဆိုတော့တော်တော်လေးညှိုလင့်ချက်မဲ့နေကြတယ်ဆစ်ဆောင်တော်တော်များများလဲအဲဒီစံရိတ်ခါပြက်လက်မှုကိုကြောင်တွေ့ပြီးစီစားငယ်ရုပ်ချက်တုံတော့ပို့ဆိုးပေါ့နော်ရိတ်ခါပြက်နေတဲ့အဲ့ဒီဆစ်ဆောင်စခန်းနေမှာအိမ်တော်စုပေါင်း900ကျော်ရှိပြီး ဖဲခုံမှာတိုက်ပွဲတွေပြင်းထန်နေလို့ပြေးလာကြတဲ့သူတွေပါအများစုကတော့နေဆက်ရရွာတွေမှာနေစားအလုပ်တွေထွက်လုနေကြပြီးမြဲတိုက်ပွဲတွေကြောင့်တပတ်မှနှစ်ရက်လောက်ပဲအလုပ်ရကြတယ်လို့စစ်ဆောင်တွေကဆိုပါတယ်ရင်းတော့အဲ့ဒါစစ်ဆောင်ကနေပြီးတော့လူတဲ့တွေပါရှိတော့ကြတော့မေတို့အနေနဲ့စားဝတ်နေတဲ့မပူရတော့ဘူးအခုတော့လူတဲ့တန်းတဲ့တူကလည်းနေသွားတော့ကြတော့ကိုစားဖို့ကိုပဲတနေ့တာတနေ့တော်တော်ကြီးကိုယုံကန်းနေရတာလေခါလေကြတော့လည်းဟောမပြူဘောတစ်ခါစိတ်သက်တော့ကြတာပေါ့နေကျင်တာပဲရှိတော့တယ်ကြတော့လူလည်းနေကျင်တော့ မနိုင်ပြောတာပြည်ရလွှားတာနဲ့အတက်ကကြီးပွားလည်းမတော်ကျွန်တော်လှုပ်လည်းမလှုပ်ကျွန်တော်ဦးညံဝေးကြုတ်ပါစေပဲဆူတောင်းပါနဲ့လက်ရှိမိုးပြဲဖေခုံဘတ်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ဆောင်ဥယီတွေကလည်းတိုးလာနေသေးပါကူညီထောက်ပံ့နေတဲ့အလှူရှင်တွေအဖွဲ့အစည်းတွေကလည်းတိုက်ပွဲတွေနဲ့လန်ခီအခက်ခဲတွေကြောင့်တကယ်လိုအပ်နေတဲ့စစ်ဆောင်စခန်းတွေစီရောက်ဖို့အခက်တွေ့နေကြပါတယ်ကျွန်တော်မော်ရစ်ပါ မကွေးတိုင်းရေစကြိုမြို့နယ်ရေလဲကျွန်းဒေသမှာစစ်ကောင်စီစစ်ကြောင်းဝင်ရောက်နေပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတာကြောင့်ထောင်ထဲချီတဲ့ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတာကြောင့်အကူအညီတွေလိုအပ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။မတ်လ၂ရက်နေ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအင်ချီ၄၀၀နီးပါးရှိတဲ့မြေစွန်းတော်ကျေးရွာကိုဝင်ရောက်လာပြီး၃ရက်ကြာယာယီတပ်ဆွဲနေထိုင်ခဲ့ပြီးတဲ့နောက်လူနေအိမ်တွေကိုရွာလုံးကျွတ်မီးရှို့ဖျက်ဆီးသွားခဲ့တာပါဗျ။ ဒါပြင်မတ်လ9ရက်နေ့စစ်ကြောင်းထွက်ခွာကနေကြောင်းထိုင်စီရတော့တဘာနဲ့ရွာခံပြည်သူ၁၀ဦးထက်မနည်းကိုဖမ်းဆီးတပ်ဖြတ်သွားခဲ့တယ်လို့ဆိုပါတယ်။ရေလေကျွန်းဒေသကကျွန်းတစ်ခုလုံးကိုစစ်ကြောင်းထိုးနေတာဖြစ်ပြီးအိမ်တွေလည်းမိရှုခံနေရတာကြောင့်ရေလေကျွန်းကရွာတွေအကုန်ပြေးနေကြရတာပါ စစ်ကောင်စီစစ်ကြောင်းဟာရည်သူတို့နဲ့မြောင်မျိုးနယ်အဆက်ကကြေးရွာတွေကိုစစ်ကြောင်းထိုးနေတာကြောင့်ရည်သူတို့မျိုးနယ်ကမြေစွန်းတော်မလကာချံရွှေလန်းစင်ကြီးရရွာသစ်တာခေါင်ကြီးတာခေါင်လေးဇရက်နီကြေးရွာတွေက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်ရှင်။ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်